တ်လေးဟိုမမေမပါဘဲနဲ့အဖေလိုက်ပို့ရရှင်လေအဲ့လိုဖေးလိုက်ပို့ပြီဆိုရင် မမေကညီမလေးကိစ္စတစ်ခုရှိရဲဆိုပြီးတော့ညတော့ကလေးလို့ကြောင်းသွားတဲ့ခလေးကလေးလွဲမေးကြံခဲ့သလိုပဲခံစား ဘာလို့လို့လို့နေမှမသိရကိုနဲ့ရင်းနေတဲ့သူတွေအလုပ်တူတူလုပ်နေတဲ့တွေတွေ့ဆိုဟဲသွားကြမယ်မဟုတ်သွားစားကြမယ်ဟောပေါ်သွားစားကြမယ်ပြည့်သွားလည်းမသွားအောင်တကယ်မင်းမပိုင်မလိုက်မသွားတော့တာအမှန်တော့သူသွားတယ်မင်းကမလိုက်တော့ဘူးဆိုသူကမသွားတော့အဲ့လိုသမီးလေးစင်မော်တက်ရတဲ့ခံစားချက်တော့ဘယ်လိုခေါ်မလဲပျော်တော့ပျော်တယ်ဒါပေမဲ့ तू ကငငယ်တဲ့စင်မော်တက်ပြီးစတိတ်မော်တက်ပြီးကနေတဲ့ကလေးဆိုတော့တိတ်တော့အစိမ့်တက်တက်တော့မဟုတ်ဘူး ဟိုကလေးတည်င်းကျုပ်ကစားနိုင်ဟိုတချင်းတက်ဆိုတာအဲ့ရွေးပွဲနဲ့မားနေုံပဲပြဆက်ကပထမတစ်ချိန်ကာဘူးသေးတယ်ပထမတစ်ချိန်အကြတော့ဒါများတို့ဟိုပါတော့ဒါအမျိုးသားပြဆက်ရုံမှာမဟုတ်တခြားဆက်ရုံမှာပေါ့နော်အလာဟာပြင်ကွင်းမှာများတို့ကာတာအခုကျတော့ဒါပထမဆုံးမျိုးသားပြဆက်ရုံမှာကာတာပေါ့ ခုနှစ်ပြည်တော်လှမယ်ပြိုင်ပွဲအတွက် training စင်းတော်မူရာနေခမဲတော်ဖေဟာခေါ်တော်ရှိလို့အပြေးလာခဲ့တာပါဖေဟာအရန်ပီတီဖြစ်ရတာပါသမီးရဲ့ကိုရန်လေးတို့လိုဝါရဲတပါရဲ့လေအဲ့လိုမျိုးသူတွေနဲ့တူတူပါဝင်ခွင့်ရတာပါခေါင်းစရာတစ်ခုပါအာအမီကတော့အမတန်ခုံယူတာပေါ့ခေါင်းယူဝါရဲကိုဝမ်းမြောက်မိတာပေါ့သမီးတို့ကအင်းမင်းတရားဤတဲ့သမီးတော်လေးတရားလေးလိုချင်တယ်ဈေးတက်တက်တတလေးလေးလိုချင်တာဆိုရင်တော့ဒါလေးရှိပါတယ်ရှင့် ပြဆက်မိတ်ကတ်ကြရလေမျိုးတို့ slide me တွေထုံးဝင်ကြတော့ဘလောက်လောက်ပြင်တော့မှတင်းနဲ့တော်မှဆိုတော့ညတော်တော်တည်းအသားမကြဘူးเนาะဒါမဲ့လည်းဟိုပြဆက်မိတ်ကတ်ကပြဆက်မိတ်ကတ်နေရတယ်ဆိုပြီးပြောအဲ့တိုင်းလေးပြင်တာမောင်တော်ကဥစ္စာဒနာ တောင်းတင်းခိုင်มาတယ်ဆိုတော့နှမတော်ရဲ့ဘဝတစ်သက်လုံးကိုတာဝန်ယူစောင့်ရှောက်มาပေါ့เนาะ ။အများကတော့ဘယင်နန်းတွေဘယင်သမီးတော့အနေနဲ့ကြတော့လေအဲအဲ့ဒီအတွက်ကိုအဲ့ဒီဒီဇိုင်းလေးဖြစ်အောင်ပြီးတော့နန်းတွေဝတ်စုံတွေအဲဘယင်သမီးတော့ဝတ်စုံတွေဝတ်လိုက်ရင်ကြတော့လေဒီလောက်လောက်ထိပြင်တာမှာ stage ပေါ်မှာကြာပေါ်မှာဆိုတော့ဟောအဲ့ဒါ make up ဆရာလိမ့်မှုပြောတာတော့ကိုညိုကတော့ဘာမှမပြောသမီးတော့စိတ်ကြိုက်တာရွေးချယ်권ပြုမယ်ဆိုရင်ယောက်ျားကောင်ယောက်ျားပီတာခိုအားဖလားနဲ့ပြည့်စုံတဲ့သူတို့ဒါရွေးချယ်권ပေးတော်မူပါဖျား ပြည့်စက်ဆိုတာလည်းအမတန်မှပေါ့ခက်ခဲတယ်ပေါ့ဒါလွယ်ပြီးလဲလို့တော့မဟုတ်ဘူးပေါ့ပြည့်စက်ဆိုတာရုပ်ရှင်ရိုက်တာလည်းမတူဘူးဒါလူမျိုးပေါ့ဟိုရုပ်ရှင်ရိုက်တာနည်းနည်းလေးဟိုလောက်ပြယုံနေသိတယ်ပေါ့ပြည့်စက်ကြတော့အမတန်ချွတ်အောင်လို့ပေါ့အဲ့တော့နည်းနည်းတော့ခက်ခဲမဲ့ထင်တာပဲခက်ခဲမဲ့အဲ့တော့တော့ပြောနေရတာပေါ့သမီးပိုလုံးနော်သမီးသမီးဟိုဟိုဘယ်လိုပုံလဲဟိုမာ तू ကဘယ်လိုပုံလဲဆိုတော့အရန်ဟိုသူကတက်တက်ကြွကြွလောက်ရတဲ့ဟာဆိုတော့သမီးနည်းနည်းလေးမလုပ်နဲ့အများကြီးလုပ်ဟုတ်နံပါတ်တော့ စကင်းတော်ကလည်းကဲတော်မူသေးတယ်မောင်တော်ရဲ့နေ့တိုင်းလိုရှင်ဘူးလားလေနှမတော်ရဲ့စကင်းတော်ကဲကြုံမကားလို့နှမတော်လိုအပ်မယ်ဆိုရင်စီလီကွန်တော်ကြီးပါထက်ထက်မောင်တော်တာဝန်ယူပြီးထက်ပေးပါမယ်နှမတော်ငွေရကြုံနဲ့တယ်ပေါ့သမီးရဲ့ဒါကတော့မိဘတိုင်းတော့ပြောမှာပါဟိုအနီတယောက်တည်းမဟုတ်ဘူးမိဘတိုင်းကတော့သားသမီးတွေကတခုခုချိုးချွတ်နေဆိုရင်ပဲပီတိဖြစ်မှာပါဒါမေးရိုင်းပေါ့နော်အမေမမေကပဲဒီလမ်းကြောင်းပေါ်မှာဆက်ပြီးတော့မြောက်ကိုအဲဒီလမ်းကြောင်းပေါ်ရအောင်လို့ပေးခဲ့တယ်ပြီးတော့ အမေကပဲအဲ့ချိန်တွေကနေရိတ်တိကြီးကြီးနဲ့နောက်ကလိုက်ပေးလို့များဒါလမ်းမမရောက်ပါပဲတကယ်အခုချိန်ကြီးကိုအဲမြ ਾਇ ရဆိုတဲ့နေရာလေးတစ်ခုစပြီးရလာအဓိကတော့မြ ਾਇ တော့ကအချိန်မတိုးဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့မြ ਾਇ ညညလှုပ်ရှားလှုပ်တာ2019ရဲ့ကလေ စကောရီးယားဆိုတော့6နှစ်လောက်နေပါ6နှစ်9နှစ်နေပါလောက်ရှိပြီးဆိုတော့လေအဲတေဥဆောင်လောကဝင်တာနောက်ကြတာပေါ့နော်နောက်ကြရပြီတော့တေဥဆောင်ဒီလောကရဲ့စဝင်တာတစ်နှစ်ကျော်ကျော်လောက်ပဲရှိသေးရပေါ့အဲ့တော့ကိုအဲသူများတွေကပြောပါပေါ့နော်အချိန်တူတူလေးတွင်းနေတာဒီလိုရလာကံကောင်းနေပေါ့များတက်ကြရလဲအခုမှဒါလေးကလမ်းစာလေးပဲရှိသေးတော့ဒီမှာမကရပို့ပြီးတော့ဖြစ်စေခြင်းဖြစ်ခြင်းတည်းရပါဟုတ်ဒီတော့ပို့ပြီးစူးစမ်းကြည့်နေပေါ့ကိုစူးစမ်းကြည့်နေ ်မကြည့်နေသေးပါဘူးဒီထဲမှာသူကလေမျက်လုံးကိုအဓိကတားကက်ထားပြီးတော့ဟိုအိုက်တင်လောက်ပါနော်အိုက်တင်လောက်ပါတော့အဲ့လိုမျိုးဆိုတော့ဟိုအဲ့လိုခန်းနေတော့မကြိုက်ဘူးပေါ့ဆရာမလေးလိုပဲရိုးရိုးရင်လေးပဲရိုက်စီခြင်းနဲ့အနည်းငယ်ရင်းရတော့မှတဝစပြီးဓာတ်ပုံရိုက်ကြတော့မှတောင်းတောင်းရောက်ကြလေးနဲ့တွဲပြီးမြိုက်ခါရင်အမင်းသားတွေနဲ့တွဲရရမယ်ဝယ်ရီဖိုတိုရိုက်ရမယ်ဆိုရင်တော့တစ်ယောက်တည်းပဲရိုက်မယ်နှစ်ယောက်မရိုက်ဘူးဆိုတဲ့အမေအဲ့လိုရိုက်တဲ့ခန်းနေတော့မကြိုက်ဘူးပေါ့ဒါမဲ့လေအမှုပညာရှင်ကြတော့ဟိုတဒံရောက်တလောက်ကိုတရုပ်ဆောင်ပေါ့ လုံးဝမှာမြတ်တော့ကလေလို့တခါလေဟိုမမေမပါဘဲနဲ့အဖေလိုက်ပို့ရရှယ်လေလို့ဖေးလိုက်ပို့ပြီဆိုရင် မမေကညီမလေးကိစ္စတစ်ခုရှိရယ်ဆိုပြီးမြတ်တော့ကလေလို့ကြောင်းသွားတဲ့ခလေးကလေလွဲမေးကြံခဲ့သလိုပဲခံစားဘာလို့လို့လို့နေမှမသိရသူ့ရဲ့သမီးရဲ့ယောက်ကလေအချင်းလဲဖြစ်သွားပြီအန်ဒီမပါရင်သူ့ဖေပါတယ်အန်ဒီကကြောင်းမှငုတ်ထုတ်ထိုင်ရောက်တာငငယ်တဲ့ကသူငယ်တဲ့နဲ့ငုတ်ထုတ်ထိုင်ရောက်တာကြီးတဲ့ကြီးဆိုတော့သူ့ဘက်ကတော့အချင်းဖြစ်နေပါဘူးအဲမိဘပါတာအချင်းဖြစ်နေတယ် ဟာလေအဲ့လိုသွားချင်အဲ့လိုကိုနဲ့ရင်းနှီးတဲ့သူတွေအလုပ်တူတူလုပ်နေတဲ့သူတွေတွေ့ပြီးဆိုဟဲသွားကြမယ်မဟုတ်သွားစားကြမယ်ဟောပေါ့သွားစားကြမယ်ပြီးသွားလည်းမသွားတော့တယ်မင်းမပိုင်မလိုက်မသွားတော့တာအမှန်တော့သူသွားတယ်မင်းကမလိုက်တော့ဘူးဆိုတော့သူကမသွားတော့ဘူးအဲ့လိုအဲ့လိုပညာရှင်မင်းသမီးရောမင်းသားရောမိဘလိုက်တဲ့သူတွေကပိုအောင်မြင်တယ်လို့ထင်တာပေါ့အမြင်ပေါ့နော်မင်းသားလေးတွေဆိုလည်းမိဘလိုက်ရင်ပိုအောင်မြင်တယ်ပေါ့နော် ကိုစီနီယာစီနီယာဟိုမမတွေအများကြီးညစ်မှုရယ်လေအကုန်လုံးအဲဟိုဘယ်လိုပြောမိဘတွေလိုက်ကြတာပေါ့နော်တချို့ဆိုမမီလိုက်တယ်တချို့ဆိုဖေလိုက်ကြတယ်အဲ့လိုကြအဲ့လိုညင်မှုရတယ်များတော့အာဒါမြလဲဒါမြကြတော့ငငယ်တဲ့ကလေကြောင်းပါစားမမီကလိုက်ထိုင်စောင်းနေတာတော့မြတ်တော့ကအလုံးဒီမှာပြောအဲအရန်ဟောမဖြစ်တော့ဘူးမမီနဲ့နေရတာအသားကျတယ်အဲမမီမပိုင်တော့လို့နေရထိုင်ရအဆင်မပြေဘူး ပြည်သက်တွေကိုလည်းပြောကျင်တာဒီခေါ်ပေါ့နော်ဟိုသမီးကဟိုဟာဝါရင်သယူဆောင်ပြောင်းမှုဖြစ်သေးတဲ့အခါကျတော့လိုအပ်ချက်လေးတွေရှိမှာပေါ့နော်ဝေဖန်လို့ရပါတယ်ထောက်ပြလို့ရပါတယ်အကြံပေးလို့ရပါတယ်ဟိုသမီးလေးကိုလည်းချစ်ပေးကြပါဒီလိုဖြစ်ပါဟာအဲအများကြီးပေါ့နော်ရွှေရှင်ကားလည်းထပ်ပြီးထွက်ဖို့ရှိပါတယ်လို့အချိန်ကြိုင်လည်းမြောက်အားပေးကြပါအောင်လို့မြောက်လည်းဆက်ပြီးကြိုးစားပါမယ်